ယူလူရဲ့လေယာမီကရမ်းရှုပ်တဲ့အတွက်ကြောင့်ညာရမ်းလဲရှုပ်တယ်ရမ်းလဲဒီတက်လာတာပေါ်တော့ချော်ထောင်လဲဆိုတော့အဲ့တော့ဦးစင်းတော့တိတ်ပြီးမကြွမ်းကျင်တဲ့အတွက်ကြောင့်မပြောခဲ့ဘူးဒီနေ့ကတော့ဦးစင်းတော့ကောင်းစီပေးပြီးမှပဲပြောရပါမယ်ကောင်းစီကတော့ဇက်တူစားခြင်းမစားကြပါနဲ့လို့ပေါ့ကတော်ကနေမှဒီဦးလည်းမှရှိတဲ့ဌာနဆိုင်ရာအားလုံးကိုပြောချင်ပါတယ်ဗျကောင်းစီကဇက်တူစားခြင်းမစားကြပါနဲ့ဆိုရယ်ကောင်းစီနဲ့ပါမယ်နော်ငွေတစ်ခုတည်းကိုမကြည့်ကြပါနဲ့ဇက်တူစားခြင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကျင့်ကြပါနဲ့ သူတို့မှာဒီပင်ကမ်းရောင်းလို့ရတဲ့ချွေးနဲ့သားလေးတွေနဲ့နှိပ်ပေါင်းများစွာကလေးအခုမှဒါတွေခုလက်ဈေးမရှိသေးပါဘူးဈေးလည်းအဲ့လောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လူပစ္စည်းအနိုင်မကြည့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းများခင်ဗျခင်ဗျတို့ဒီလူကပတ်စံမလောက်ပေးထားလို့လေအဲ့လူစောက်ကျင်ကောင်းတဲ့လူမဟုတ်ဘူးလေမင်းအညာလည်းခုမိမဖြစ်သွားကျွန်းတဲ့တိတဲ့သူဆိုသွားပြီးမှအကူညီတောင်းတယ်မောက်ကူတော်နဲ့တိတဲ့သူဒီမဟုတ်ဘူး ပေါကူတော်ကအဖေမျိုးဒီပါအကူညီတောင်းတော်မှာအမှန်တရားအမှန်ကန်လို့ရှိရင်ပေါကူတော်ဘယ်လိုလူမျိုးမှမျိုးမဆိုင်ဘူးပေါကူတော်ကြိုက်တယ်လို့ပုံအောင်ပြီလူအမှန်ကန်လို့တော့တဲ့ကိုမတွေ့လူတဲ့ဘက်ကိုပါလိုက်မှတော့မထင်နဲ့အားကြိုက်တဲ့လူလာခဲ့အဲ့တော့ပြေဦးလေးမှာရှိတဲ့စားပါလူချင်းများအားလုံးဒကာကြီးတို့ဒါအမှန်တရားအတိုင်းကူညီပေးပါကူညီပေးပါအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စတူသားချင်းမစားကြဘူးပောက်ကိုရောမေတ္တာရက်ခံလိုက်တဲ့ရုပ်တံနဲ့အတူပြည်သူစစ်မှုထမ်းဥပဒေဖြင့်စစ်သားစုဆောင်ခံရသူ6ဦးလာရောက်ပူးပေါင်းကြောင်းရေးပြည်လူပြောလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကြောင်းပြပြီးစစ်သားစုဆောင်ခံရသူ6ဦးရေးပြည်လူတပ်ဖွဲ့ထံလာရောက်ပူးပေါင်းခဲ့သည်ဟုရေးပြည်လူအဖွဲ့ကယနေ့မတ်လ14ရက်တွင်သတင်းထုတ်ပြန်ထားသည် ျွန်တော်တို့တွေကအရန်စွန်စားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဲထုတ်တဲ့နေရာကမုံပြင်းနယ်အောက်ပိုင်းမှာစက္ကအားကစစ်တပ်တွေရဲ့မိခင်တပ်ရင်းလေဖြစ်တယ်ဆိုတော့မိခင်တပ်ရင်းရဲ့မီတာ80လောက်ကနေပြီးတော့အတွင်းကနေအပြင်ကိုဆွဲထုတ်ရတယ်ဆိုတော့အရန်ခက်ခဲတယ်ဗျာယုံကြည်မှုကိုလည်းပြန်ယူရတယ်ဘာလို့လဲဆိုကျွန်တော်တို့ကိုပဲခေါ်ပြီးတော့ပြစ်မာလာဒါမျိုးတွေအများကြီးပြင်ဆင်ရတယ်ဟုရေးပြီးလူတက်ရင်မှုနိုင်ထက်လိုင်ဝင်းကမက်ဆီမောက်ကိုပြောသည်ညိုညီမှာပါဗျာ ဒီနေ့ဟာ14ရက်တုန်းကပါ2000နဲ့မှ25ဖြစ်ပါလေကကောင်းဦးသိန်းဟာပြည်ဦးတွင်နေရာတွေနေရာတွေနဲ့ပတ်သက်လို့ရင်အများအားကောင်းဆောင်နေတယ်တော့ပြောခဲ့လို့ဘာဖြစ်လို့မပြောခဲ့လဲပြည်ဦးတွင်ရဲ့လေယာဉ်မြေကအရန်ရှုပ်တဲ့အတွက်ကြောင့်လားအရန်လည်းရှုပ်တယ်ရန်လည်းဒီတက်ရမှာပေါ့တော့ချော်ချော်နေဆိုတော့အဲ့တော့ဦးသိန်းတို့ကတိတ်ပြီးမကြွမ်းကျင်တဲ့အတွက်ကြောင့်မပြောခဲ့ဘူးဒီနေ့ကတော့ဦးသိန်းတို့ကကောင်းစီပြပြီးမှပဲပြောရမှာကြောင့်ကောင်းစီကတော့ဇက်တူသားချင်းမစားကြပါနဲ့လို့ပေါ့ကိုတော်ကနေမှပြည်ဦးလည်းမှရှိတဲ့ဌာနဆိုင်ရာအားလုံးကိုပြောချင်ပါတယ်ဗျာ ခေါင်းစည်းကဇတ်တူသားချင်းမစားကြပါနဲ့ဆိုတဲ့ခေါင်းစည်းနဲ့ပါတော့နော်ခုဦးစင်းပြောနေတဲ့အရာကိုပြောလို့စားဖာတွေရောဒီကုညီပေးဖို့စားဖာတွေအကုန်လုံးဌာနဆိုင်ရာမစားဖာတွေအကုန်လုံးပေါ့ဗျာဒီကျတော်ရောပါရောအကုန်လုံးပေါ့ဗျာဒါအမှန်တရားဖြစ်ဖို့ဆောင်ရွက်ပေးဖို့အတွက်ဦးစင်းနေနဲ့ဒါပြောလို့မှရှိတဲ့ဌာနဆိုင်ရာအားလုံးကိုမေတ္တာရက်ခံကြပါလိမ့်မယ်နော်ပြောလို့လေယာမီကိစ္စတပြုလို့မျိုးနဲ့ကျွန်းနှဖားထောက်ကျွာအုပ်စုလက်ပံကုန်းကျွာမှာမောင်းမောင်းအောင်ညံ့ညံ့ပိုင်ဆိုင်တော့ကွင်းမတ်930အတွင်းတို့ဦးအောင်ကျော်မြင့်ခကိုဆိုင်တို့အဖွဲ့မှကွင်းမတ် 906လေယာမြေပုံပုံစံခွင်ကိုကင်ဆောင်ပြီးမောင်ကောင်းမင်းမြတ်ပိုင်ဆိုင်သောကွင်းအမတ်130ရာပြည်လို့ဥပဒေမဲ့ဝင်လာကခြံစင်းရုတ်ခတ်ချင်းလူနေအိမ်ဆောက်ချင်းအပင်များဆိုင်ချင်းကိုလာရောက်ပြုလုပ်နေပါလိမ့်တဲ့ဒီကိစ္စနဲ့ပတ်သက်ရတဲ့ဆိုင်ရာရည်ကြီးရောလဲစီရောအကုန်လုံးကြားမှုအကုန်လုံးမူလပိုင်ရေဖြစ်တဲ့ဟုတ်လားမောင်ကောင်းမင်းမြတ်ကပိုင်ဆိုင်မှုအထောက်အထားအပြည့်စုံနဲ့တင်ပြနိုင်တဲ့အနိုင်ရခဲ့ပေမဲ့လည်းမြို့နယ်လဲစီမှာဆက်တဲ့တဲ့အခါကျတော့တစ်ဖက်ကကွင်းအမတ်ဒီဝင်ရောက်ကျူးကျော်သူဥအောင်ကျော်မြင့်ခကိုဆိုင်ကိုလွှဲမှားပြီးအနိုင်ပေးလိုက်ပါတယ် အဲ့တော့ဒီကိစ္စနဲ့တက်ဆိုင်ရာအခွင့်အရေးအနေနဲ့အောက်ခြေမြေပြင်အထိတေချာကွင်းဆင်းပြီးစစ်စစ်ပေးဖို့တကူဒါဦးစင်းတို့အနေနဲ့မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်ကိုစိုက်ဆိုတာကဒီ16မိုင်က16ဆိုတဲ့ PDB ပိုင်ရှင်တက်ခုကပိုင်ရှင်လင်မယာတော့ချမ်းသာတရုတ်ဆက်ဒီပေါ့ဗျာအပြောကတော့ရမ်းကောင်းနေတာเนาะအခုလည်းဒီဟာတွေနဲ့ပတ်သက်ပြီးဦးစင်းနဲ့တကယ်ဇာရကလိုမိသားစုလိုဦးစင်းနဲ့မမေငကိုယ်ကလေးကမရှိဆင်းရဲတဲ့ကလေးကဦးစင်းနဲ့ရင်းနှီးခဲ့တဲ့တကာပေါ့ဗျာတကာပေါ့ဟုတ်လား ဒီဇနီးကိုအခုညီတော့တောင်းတယ်ဗောနော်ဖုန်းကရဲ့အဲ့အရာကြီးနဲ့ဘာဝါနဲ့ဗာနဲ့ဖုံးဆက်လာတယ်ဘာဝါနဲ့ဗျာတဲ့တမျိုးရဲ့တငယ်ချင်းဖြစ်လို့ပါတယ်ဟောဦးစင်းကတငယ်ချင်းဖြစ်လို့ရတယ်သူမဟုတ်တာကြီးတော့မဟုတ်တာကြီးသူများပြည်စီယူမဟုတ်တာကြီးဌာနဆိုင်ရာငွေပြီးပြီးလုပ်တဲ့ရာကြီးကိုခုတစ်ဖက်ကဒီပွဲထားတဲ့သူကဦးစင်းတို့တတ်မတော်မီသားတတ်မတော်ဘက်ကဟိုတယ်လောက်ကဦးစင်းတို့ဘကိုးတိုင်းအုတ်ရှိပင်ဘက်မှာတိုက်ပွဲမှာကြာချုံးရတဲ့ဘုံမူနော်အဲ့ဘုံမူအမေဒီလည်းကောင်းရမွင်ရတင်ငန်းရောက်စားနေရအင်းစင်းစင်းလေးသူတို့မှရှိတဲ့အရာလေးကဒီအရာလေးကငါကဝဲတာနေပေါင်းမဲ့ဝဲဝဲထားတဲ့အရာလေး ဒါဝဲထားတဲ့ຢာဒီဒီတရုတ်ဆန်ကိုဆိုင်ဆိုတဲ့ဒီ16ပိုင်းကပိုင်ရှင်ကပထမဒီနေပြည်တော်ကရှင်နေနဲ့လာတယ်လာတယ်လာတဲ့ခါမှလည်းသူနော်ပရိရဲ့ဥသုတိမှာတာမိုင်နေရှိတယ်ပရိရဲ့ညောင်းသားကလည်းသူချိတ်ချောက်တယ်ရုပ်နဲ့ဒီချိတ်ချောက်တယ်ဟာဘယ်မှာတိုင်းနေရာမှာတော့တတ်ခံရတယ်ဘယ်နေရာမှာတော့ဒီကကြီးကလူတယောက်တတ်ချင်တယ်မလို့ဆိုတာမိမ့်မလို့မိမ့်မရဘူးဗျာတစ်ဖက်ကိုဟုတ်လားဒီလိုတွေပြောခဲ့16ပိုင်းမှာအဲ့ကိုဆိုင်ဒီ16ပိုင်းကတော်တော်များများစစ်တပ်တို့တပ်တို့တော်တော်များများကိုပတ်တနာသားတယ်ပြည်ဦးလမှာရှိတဲ့စစ်သားတော်တော်များများလည်းသူကပတ်တနာသားတယ်အဝင်နဲ့ထွက်တယ်ဒါလိုဒါလိုဖြစ်နေတယ်ဒါဥစဉ်က ဦးစင်းပြောလို့ဒီကိစ္စနဲ့ပတ်သက်ပြီးမှားခဲ့တယ်ဆိုရင်ဘက်ကတော်ထောက်ချပလိုက်ဘက်ကတော်ရေးယူပလိုက်ဒီကိုဆိုင်ဒီလူယုံမှာဆင်းနေမှာပါတယ်အဲ့တော့ပြောချင်တာကသူ့ကကိုဘယ်စစ်တပ်နဲ့ပိုင်ပိုင်ဘယ်လူနဲ့ပိုင်ပိုင်ဟိုတော့ဌာနဒီလေဒီတိတော့ပါလေနောက်ဟိုတိတယ်ဒီလက်ရှိကိုဆိုင်ပုံစံဖွင့်ရသူကဦးစင်းကကိုဆိုင်လို့ဝမ်မတ်130တို့ဥအောင်ကျော်မြခကိုဆိုင်တို့အဖွဲ့မှဝမ်မတ်106လေယာဉ်ပြေပုံစံခွင်ကိုကိုင်ဆောင်ပြီးတဲ့ကိုဆိုင်ပိုင်တာက106 ဟိုကပုံစံထုတ်ပြတဲ့အခါကိုယ့်မှာ130သူက106ကိုကင်ဆောင်ပြီးမှ130ကိုဒါဒီမှာယူတယ်106ကတက်တော့ထဲမှာပိုင်တယ်နောက်ကိုတက်တော့ကလည်းအမှန်တရားအတိုင်းပြောတယ်အမှန်တရားအတိုင်းထွက်တယ်ကိုဆိုင်ရဲ့ပုံစံကိုထွက်ပြတဲ့ဗျာကိုယ့်မှာ100နဲ့မှ6ထဲမှာဒီ130ကမူလပိုင်ရှင်ကဘဘူးဘူးတောင်းတတော်ကလည်းတည်တယ်အမှန်တရားတက်တော့ကလည်းနားလေတယ်အဲ့ဒီကျွန်းဘာအုပ်စုဥက္ကဋ္ဌကိုယ်တိုင်ကလည်းတည်တယ်ဒါပေမဲ့ကိုအဆိုင်ဒီလေယာပြေကောင်ပေါင်ပြီးမှကိုပိုင်ပေါင်ပိုင်ပြီးမှဒီလေစီလို့နဲ့ပေါင်ပြီးမှငွေပေးပြီးမှဦးစင်းအောင်ထင်တာပဲလူအောင်ကထားတာ တွေးတော်မချောင်သေးပါဘူးခြေထားမှာတိုက်ပွဲကြလို့တွေးတော်မချောင်သေးပါဘူးเนาะဒါနဲ့ဒီဘုံမှုကြီးရဟာပါဆိုမတရားသူတို့ကပြောတာမဟုတ်ဘူးเนาะမှန်ကန်နဲ့နီးလန်းကိုရွှေ့ချေပြီလားမှန်ကန်နဲ့လမ်းကိုကျတော့မှန်လို့ပြောတာဒီကိုဆိုင်ဒီတမတော်သားလေးနဲ့ပူပေါက်လဲဆိုတာခဏတမတော်လေးသားလို့မဟုတ်ကြီးညိုလို့လို့မဟုတ်ဘူးအတုံးချကြလို့လို့ဘာလို့လဲခဏတော့တိ့ကိုလိုတယ်ပောက်ကူတော်တော်မှာတလောက်ကိုဘလောက်လောက်တလဲလောက်လူချင်းလို့ကဘုရားဆိုရင်မှစီယုံလိလားစကားပြောတာတော့ခင်ဗျာဘုန်းကြီးတွေတော်တော်များခေါင်းညောင်ပြောနိုင်တယ်စကားတော့ခေါင်းညောင်ပြောနိုင်တယ် ဟုတ်လားဦးစင်းနဲ့ပတ်တရားပတ်တဲ့ကြောင့်လူတွေကိုလိုက်ပြီးမှဆက်တယ်ဆက်တယ်ပြီးမှဦးစင်းရှောင်ပေးကိုရှောင်ပေးကိုပေါ့နော်ဦးစင်းရှောင်ပေးဆိုတာအမှန်တရားလုပ်ပေးကိုဌာနဆိုင်ရာတွေပြောတာအမှန်တရားစစ်စစ်ပေးကိုပဲပြောတာလူဝဝနေတဲ့အရာကျိုးလဲစီနဲ့အပိုင်ပေါက်ပြီးလူလဲစီကိုပတ်စံပေးပြီးမှလဲအဲ့ဒီဌာနဆိုင်ရာတွေကလည်းကန့်ကွက်ပါလေနဲ့ဒါကြီးကိုပုံစံခွင်ကိုပုံစံခွင်မှာလဲပုံစံခွင်တရား၆ထုတ်ပလိုက်ခွင်မှာတရား၆ကိုထုတ်ပလိုက်တယ်အဲ့ခွင်မှာတရား၆ထဲကဟာကြီးကိုယူလိုက်လေတေတော်တွေကတေတော်ပိုင်ဟာယူမဲ့ရာယူလေဘာဖြစ်လို့ခွင်မှာတရား၁၀ကိုလာပြီးအဲ့ကိုဆိုင်ရာယူရတာလဲ အဲ့ဒါကိုခုကိုယ်မှာ130နာမည်ပေါက်ရအောင်လက်စီနဲ့ပေါက်မယ်အခုလုံနေတယ်ဒါဒီလက်စီမှာရှိတဲ့လူကြီးတွေမတည်ဘူးဒါဒီလူကြီးတွေမတည်ဘူးအဲ့တော့ငွေတစ်ခုတည်းကိုမကြည့်ကြပါနဲ့စက်တူစားခြင်းမစားပါနဲ့မတရားမလုပ်ကြပါနဲ့မတရားအနိုင်မကြည့်ကြပါနဲ့သူတို့မှာဒီတင်ကန်းရောင်းလို့ရတဲ့ချွေးနေတာလေးတွေနဲ့နှိမ့်ပေါင်းများစွာကလေးအခုမှဒါလည်းခုလည်းဈေးမရှိသေးပါဘူးဈေးလည်းအဲ့လောက်ကြီးမတန်သေးပါဘူးဒါပေမဲ့နိုင်လူပစ္စည်းအနိုင်မကြည့်ကြပါနဲ့ဌာနဆိုင်ရာလူကြီးမင်းများခင်ဗျာ ခဏလို့ဒီလူကပတ်စံမလောက်ပေးထားလို့လေအဲ့လူစောက်ကျင်ကောင်းတဲ့လူမဟုတ်ဘူးလေမင်းအညာလို့ခုမိမဖြစ်သွားကျုံးနဲ့တိတဲ့သူဆိုသွားပြီးမှအခုညတော့တယ်ပေါကူတော်နဲ့တိတဲ့သူစီမဟုတ်ဘူးပေါကူတော်ရဲ့အဖေမျိုးစီကအခုညတော့တော့မှအမှန်တရားအမှန်ကန်လို့ရှိရင်ပေါကူတော်ဘယ်လိုလူမျိုးမှမဆိုင်ဘူးပေါကူတော်ကြိုက်တယ်လို့ပုံအော့ပြီးလူအမှန်ကန်လို့ထဲကုန်မတွေ့လူတတ်တယ်ကိုပါလိုက်မှတော့မထင်နဲ့အဲကြိုက်တဲ့သူလာခဲ့အဲ့တော့ပြေဦးလေမှာရှိတဲ့စားပါလူကြီးမင်းများအားလုံးဒါကြိုင်းတို့ဒါအမှန်တရားအတိုင်းကူညီပေးပါ ကူညီပေးပါအတူတဘုံမှုကကြာဆုံးသွားတူတဘုံမှုမရှိတော့ဘူးတူတဘုံမှုရှိတော့လည်းတူတဘုံမှုအဲ့ဒီစားနေပတ်တွေဝင်မပါဘူးဥပဒေကိုလေးစားတယ်ရှေ့တန်းမှာဆယ်ယောက်တည်းပဲရှိတော့တယ်နောက်ဆုံးခိုင်းတာမိဘနဲ့နောက်ဆုံးကစစ်သားကောင်းပိတာတော့ပဲတိုက်ပွဲဝင်သွားခြင်းနဲ့နမိုင်းလာခြင်းနဲ့လက်နဲ့ချအညာခန္ဓာမလို့ခြင်းမှုနောက်ဆုံးပြည်တာမလို့ခြင်းမှုသူ့ရဲ့အမေကိုလှမ်းပြောတယ်သူသူစလေးကိုလှမ်းပြောတယ် လူရဲကောင်းစံဆိုတာတိုက်ပွဲဝင်သွားတယ်ကမကြလေးပါဘူးဗျာရဲလဲပြီးတော့တုံးလေးရဲ့ပဲရှိပါသေးတယ်မိုက်ဆိုင်မှုကြီးလည်းရှိပါတယ်အောက်ခြေထိဥက္ကဋ္ဌလည်းတည်တယ်ဓာယုတည်တော့ပါလေအမှန်တရားတိုင်းတည်တယ်လဲစီတခုနဲ့လုံရုပ်မာနေတာတို့မဆူမဆန့်ဒီကွင်းတွေကိုမကြည့်ဘဲနဲ့နော်တရား6ကွင်းမှာတရား6ကိုလက်ပုံစံကိုထုတ်ပေးလိုက်တယ် တက်တော်မြေကြီးကိုပုံစံကိုထုတ်ပေးလိုက်တယ်နောက်တော့တက်တော်မြေမှန်းလည်းပြီးတော့ဘုံမှုတယောက်ရဲ့မိခင်ပိုင်တဲ့ဒီမြေလေးဝိမာန်တရားတစ်ဆယ်ကိုပေါက်ယူလိုက်တယ်ပုံစံခွင်းကြီးနဲ့တခြားသည်ခဏအခုလေအဲ့ပုံစံခွင်းစစ်ဆေးလို့ရတယ်အမှန်ဆိုရင်မိုက်အဲ့ပုံစံခွင်းကိုလက်စရပြန်သိမ့်လိုက်လေဗျာပြန်သိမ့်လိုက်လေဗျာမသိမ့်မဲနဲ့ဒီဘာဖြစ်လို့ကိုယ်မှတရားတစ်ဆယ်ကိုတော့လုတ်ပြီးရုပ်မှန်နေကြရတယ်ဘာလဲကိုဆိုင်ရံမွေးဘယ်လောက်ပြေးထားရလဲအဲ့16နိုင်က16 KTV တဲခုကပိုင်ရှင်ကခဏတို့ဘယ်လောက်ပြေးထားရလဲ အဲ့တော့ပြေဦးလို့ရတန်းတရားအကုန်လုံးရောဗျာအမှန်တိုင်းတကယ်လို့မှားခဲ့တယ်ပောက်ကူတော်ဘက်ကမှားခဲ့တယ်ဆိုရင်ပောက်ကူတော်တစ်ချိန်ရေးယူပါတကယ်လို့ပောက်ကူတော်ပြောခဲ့တာမှန်ကန်ခဲ့တယ်ဆိုရင်အမှန်တရားတိုင်းတကယ်တဲ့ဘုံမှုတယောက်ရဲ့မိခင်ကြီးအမှန်တရားတဲ့ဆောင်ရွက်ပြေဦးတော်အားလုံးကိုဌာနဆိုင်ရာဝန်ထမ်းပေါင်းဌာနဆိုင်ရာပေါင်းစုံကိုပောက်ကူတော်အနေနဲ့အကူအညီတောင်းပါတယ်အားလုံးလာပါပဲဗျာ